ဒီနေ့ဒီစီက short trading လေးကိုပဲပေါ့နော် details လေးဒီစီကဖြစ်ပြီးသွားမှာဖြစ်ပါတယ်ဒီနေ့ topic ကတော့ဒီစီ description မှာပြထားတဲ့အတိုင်းပဲအဆောင်လျှောက်တွေဘက်ကပေးချင်တဲ့ message ပေါ့နော်ဒီ message လေးကိုဒီစီကဒီနေ့မှာကြည့်ပြီးသွားမှာဖြစ်ပါတယ်ဒီအဆောင်လျှောက်တွေဘက်ကပေးချင်တဲ့ message ကြီးရဲ့မှာ October လမှာ ဒီစီရဲ့ subscriber တွေရရှိနိုင်မဲ့ blessings တွေဆောင်ရန်ဆောင်ရန်နေဒါလေးတွေလည်းပါသွားမယ်ပေါ့နော်ဒီ reading ဒီဟို October တလလုံးအတွက်ကိုပဆိုင်နေအပြင် timeless reading ပါ October တလရဲ့အတွက်ကြည့်ပြချတာမဟုတ်ဘူးဒါပေမဲ့ October လအတွက်လည်းတွေ့ရှိရမယ့် message လေးတွေပြောသွားမယ်ဒါအပြင်ဒါဒီ timeless reading ဖြစ်တဲ့အကြောင်းအချိန်မရွေးဘယ်လိုသူပဲမဆိုနားထောင်လို့ရပါတယ်အဲ့တော့ဒီ reading ကို လိုအပ်နေတဲ့သူတွေရှိမဲ့ချန်တော့လဲဆောင်းရှောက်တွေဘက်ကဒီစီကနေ true ဒီ message ကိုပြီးပို့လိုက်တာလို့ခံစားရတယ်။ဆိုတော့ဒီစီကတော့ဒီမှာ file လေးနှစ်ခုထပ်ထားတယ်ပေါ့နော်။ file 1လေးရဲ့ file 2လေးရဲ့ထပ်ထားပါတယ်။ဆိုတော့ file 1ရွေးချယ်ထားတဲ့သူလေးတွေတော့ကိုဒီနေ့ရွေးတင်လေးစာကြည့်ပါမယ်ရှင်။အဲ့တော့ file 1ရွေးထားတဲ့သူလေးတွေဆို စောင့်ရှောက်ပေးနေတဲ့သူကအသိဘဝနဲ့တဆိုင်နေသူလို့ခံစားရတယ်။เนาะအသိဘဝကမျိုးနွယ်ဝင်နေเนาะအသိဘဝကမိသားစုဖြစ်ခဲ့တဲ့သူတွေเนาะအဲ့ဒီသူတွေကစောင့်ရှောက်နေတယ်ဆိုတဲ့ပုံစံမျိုးကိုဒီမှာတစီကတွေ့ရတယ်ခံစားရတယ်။ ပြီးတော့ဒီဖိုင်ဝမ်းနားချောင်းတဲ့သူတွေရဲမှာပေါ့နော်ကာပြားလေးပါမယ်လို့ထင်တယ်ဘာလို့လဲဆိုတော့ culture တော်တော်များများနဲ့ပေါင်းဖက်ပြီးမွေးဖွားလာတဲ့သူတွေပေါ့နော်အဲ့လိုသူမျိုးလေးတွေများမယ်လို့ထင်တော့မှာပြောရမယ်ဆိုရင်ကကို့ဖွားကြတော့မွန်ကို့ဖေကကြတော့ရှမ်းစသဖြင့်ပေါ့နော်အဲ့လိုမျိုး ဥပမာပြပြပါဘောနော်လိုမျိုးကာပြားလေးတွေပါမယ်ဆိုတဲ့ပုံစံ culture တော်တော်များနဲ့ပေါင်းဖက်ပြီးတော့မွေးဖွားလာတဲ့ဒုသားလေးတွေပါမယ်ဆိုတဲ့ပုံစံအဲ့လိုမျိုးတွေတွေ့ရပြီးတော့စာတီတိုင်းတို့နော် architect တို့ဒီဘိုင်းတွေကိုတအားကိုတနည်းပြောရမယ်ဆိုရင်အာအဲ့ဒီကိုသွားတာညိုက်တာမျိုးတွေအဲ့ဒီဘိုင်းလည်လာတာညိုက်တာမျိုးတွေပေါ့နော် architecture ဘိုင်းနဲ့ပတ်သက်တဲ့ဘိုင်းတွေလည်လာတာညိုက်တာမျိုးတွေနော် museum တို့ကတော့သွားတာနှစ်သက်တာမျိုးတွေအဲ့လိုသူမျိုးလေးတွေဒီဘိုင်းတွေမှာပါမယ်လို့ခံစား ားရတယ်။ရှီဘဝအဆောင်ချုပ်တွေရှိတယ်လို့ခံစားရတယ်။နော်ပြီးတော့ဒီ Hinduism နဲ့ပတ်သက်တဲ့ဘုရားကျောင်းတွေမှာသွားပြီးတော့ဥမာမေရောဘုရားကျောင်းတွေမှာသွားပြီးတော့ဣလခတ်တို့ဘာလို့နေရာမျိုးတွေမှာသွားပြီးတော့ဆုတောင်းထားတာဆန္ဒပြုထားရရှင်လဲဒါတွေကိုမေရောရီကိုယ့်ရဲ့ဆောင်ချုပ်တွေကကြားတဲ့အတော့ကြောင့်ပေါ့နော်ကိုဖြစ်ချင်တဲ့ဆန္ဒတွေကိုအမြန်ဆုံးဖြစ်စီပြရမယ်ဆိုတဲ့ energy မျိုးတွေကိုလည်းတွေးနေရတယ်ဒီမှာပေါ့နော် ။ချို့ဆိုရင်ဒီ Python Witcher Tile ရဲ့မှာဖျားဖူးသွားဖို့ရှိရမျိုးတွေဖြစ်နေ။တော့ဖျားဖူးသွားတာမျိုးလေးတွေဒီ Python Witcher Tile တွေရဲ့မှာရှိနိုင်တယ်။အခုတစ်ဖြစ်တောင်းလို့နေရာမျိုးလေးတွေတော့တောင်းထိတ် အာကြိုက်ချီဟုဖြစ်စေသူမဟုတ်တောင်းထိတ်မှရှိတဲ့ဖရားတွေပေါ့နော်အဲ့လိုဖရားတွေကိုတွားပြီးတော့ဖုံးပြဖြစ်တာတွေရှိမယ်နောက်ခုကတစီဒီမှာလှိုင်းကူတွေလည်းတွေ့နေရတယ်အဲ့တော့လှိုင်းကူတစ်ခုခုလည်းတွားဖြစ်တာလှိုင်းကူတွေမှရှိတဲ့ဖရားတစ်ခုခုတွားပြီးဖုံးဖြစ်တာမျိုးတွေအဲ့ဒါမျိုးတွေရှိနိုင်တယ်ပေါ့နော်အဒီ five one နေပေါ့နော် five one နေကဘာသာရေးတော်တော်လောက်တယ်လို့ခန်းစားရတယ်နော်ဘာသာရေးလောက်ကြတယ် ဘာသာတရားကန့်ဆိုင်ကြတယ်เนาะအဲ့လိုသူမျိုးလေးတွေရှိမဲ့လို့ခံစားရတယ်အခုနှစ်ရက်နေမွေးတာ16ရက်နေမွေးတာเนาะအဲ့လိုသူမျိုးလေးတွေပါနိုင်တယ်သူမဟုတ်ရင်ခုနှစ်လပိုင်းမွေးရတဲ့သူလေးတွေလည်းဒီမှာပါနိုင်တယ်ပေါ့เนาะ July July bond လေးတွေပါနိုင်တယ်အဲ တချို့တည်းရဲ့မှာ which လေးတွေလဲပါတယ်လို့ခန်းစားရတယ်။ဥပမာ this spirituality နဲ့ပတ်သက်ပြီးတော့ reader တို့နောက်ခုကကျတော့ဒီ spell တွေပါတွေကို cast လုပ်တဲ့သူတို့အဲ့လိုသူမျိုးတွေပေါ့နော်ပါနိုင်တယ်လို့လဲဒီမှာသိစီကခန်းစားရတယ်။အာရှိဘဝနဲ့ပတ်သက်ပြီးတော့ မဆောင်လျှောက်တည်းရဲ့ဆောင်လျှောက်ခြင်းဆောင်လျှောက်မှုကိုခံနေရတယ်เนาะဆောင်လျှောက်တည်းရဲ့ဆောင်လျှောက်မှုအပြည့်အဝဖိုင်ဝမ်သမားလေးတွေပေါ်မှာရှိရအထူးသဖြင့်လည်းဖိုင်ဝမ်လေးတွေကိုဆောင်လျှောက်နေတဲ့သူတွေဒီအသိဘဝနဲ့တဆိုင်တဲ့သူတွေအသိဘဝကအမျိုးနွယ်စတီကဖိုင်ဝမ်လေးတွေကိုဆောင်လျှောက်ပေးနေရဆိုတဲ့ပုံစံမျိုးကိုဒီမှာလာပြီးတော့ဒီစီကသူ့ရရဲပေါ့เนาะ အဲ့ဒီမှာပါမြင်လဲဆိုဖိုင်ဝင်လေးတွေ personal growth အများကြီးဖြစ်လာဖို့ရှိရယ်။ Okay ဒီမှာဖိုင်ဝင်လေးတွေနဲ့ပတ်သက်ပြီးတော့အနေကြီးတစ်ခုခန်းစားမိရရှိရယ်။ဖိုင်ဝင်လေးတွေကဒါအနစ်နာခံတာပဲ။မိသားစုနဲ့ပတ်သက်လာရင်ဒါအပြင်ကိုချေရတဲ့သူနဲ့ပတ်သက်လာရင်တော့အရင်အနစ်နာခံတတ်တယ်ဆိုတဲ့ပုံစံနေမြင်နေ။အာချေရသူတော့ဆိုပါပဲပေးရပေးရပါပဲလုံရလုံရလုံပေးမဲ့ sacrifice လုပ်တတ်တယ်။အနစ်နာခံတတ်တယ်။အနစ်နာခံလုံးနဲ့ non လို့ပုံစံမျိုးလေးတွေမြင်ရတယ်။ဆိုတော့ဒီ October လရဲ့မှာဖိုင်ဝင်လေးတွေရဲ့ soul awakening ဖြစ်လိမ့်မယ်เนาะ personal growth တွေဖြစ်လာလိမ့်မယ်ဖိုင်ဝမ်လေးတွေရဲ့ဘဝထဲမှာဖိုင်ဝမ်လေးရဲ့အနေနဲ့တည်လာလိမ့်မယ်ငါ့ကိုဘုရားသခင်ကဘယ်လိုမျိုး gift တွေဘယ်လိုမျိုး spiritual နဲ့ပတ်သက်တဲ့ abilities တွေ spiritual နဲ့ပတ်သက်တဲ့ gift တွေပေးထားတယ်လို့ဆိုတာကိုတည်လာလိမ့်မယ်เนาะအဲ့လိုပုံစံမျိုးလေးတွေမြင်နေပေါ့เนาะ divine ဘက်ကလည်း blessings တွေအများကြီးဖိုင်ဝမ်လေးတွေရဲ့ဘဝထဲကိုရောက်ရှိလာလိမ့်မယ်ဒီ October လထဲမှာအခွင့်အလမ်းအခွင့်ကောင်းလေး offer လုပ်ခံရ တာရှိမယ်။ဥပမာပြောမစကိုချေရတဲ့သူကကိုကို propose လုပ်လာတာမျိုးတွေကိုလိုချင်တဲ့ job offer ရလာတာမျိုးတွေ interview အောင်လာမျိုးတွေအလုပ်တိုင်ကောင်းလေးတွေရလာတာမျိုးတွေအလုံးနဲ့ပတ်သက်တဲ့အခွင့်အလမ်းခွင့်ကောင်းလေးပေါ်လာတာမျိုးတွေစီးပွားရေးတက်လာတာမျိုးငွေဝင်ကောင်းလာတာမျိုးအဲ့ဒါမျိုးလေးတွေရှိလိမ့်မယ်။နောက်တော့ဖိုင်ဝန်လေးတွေကဒီအောက်တိုဘာလရဲ့မှာကိုယ့်ရဲ့ purpose ပါလဲကိုယ့်ရဲ့ life purpose ပါလဲတည်လာနိုင်မယ်။ဖိုင်ဝမ်လေးတွေဒီအခုကာလမှာပေါ့နော်အခြေအနေတစ်ခုခုပေါ်ွားတဲ့အခြေအနေတစ်ခုခုပေါ်ွားတဲ့အကြောင်းအရာတစ်ခုခုတွေမှာအခြေအနေတစ်ခုခုတွေမှာပြင်မိနေရရှိရဆိုရင်ဒီ October လရဲမှာအခုလိုရုံးကန်နေရတဲ့အခြေအနေတွေကနေပြီးတော့ရုံးထွက်နိုင်မယ်ဆိုတဲ့ပုံစံနေမြင်ရတယ်။ကိုယ့်ရဲ့တန်ဖိုးကိုတည်လာနိုင်မယ်။ကိုယ့်ရဲ့တံပိုးတည်လာလိမ့်မယ်ကိုယ့်ရဲ့ဖြစ်တည်မှုကိုတည်လာလိမ့်မယ်အဲ့လိုပုံစံမျိုးတွေဒီမှာမြင်နေရတယ်ပေါ့နော်အမ်ဖိုင်ဝဲလေးတွေမှာတချို့ကိုကိုကိုယုံကြည်ဖို့အားနေတာတွေ ကိုလိုချင်တဲ့အရာကိုဖြစ်ချင်သောအရာတွေနဲ့ပတ်သက်ပြီးတော့ကိုကိုကိုထိုက်တယ်လို့ခံစားချက်တွေမခံစားရတာရှိရဆိုရင်ဒီလာမဲ့ အောက်တိုဘာအတွင်းအောက်တိုဘာရဲ့ channel ရတဲ့တပတ်တွေအတွင်းမှာဘလို့ action တွေယူရမလဲ strategy clarity တွေရလာလိမ့်မယ်ကိုယ့်ရဲ့လာမယ့် future မှာအောင်မြင်မှုတွေရဖို့အတွက်ဘလို့ခြေလမ်းနေလမ်းတင်တယ်ဘလို့ decision တွေချတင်တယ်ဆိုတာမျိုးတွေကိုတွေ့ရလိမ့်မယ်ပေါ့နော် clarity တွေရလာလိမ့်မယ်အဲ့လိုပုံစံလေးတွေတွေ့ရနောက်တစ်ခုကဒီလာမယ့်အနာဂတ်မှာဒီအောက်တိုဘာလထဲမှာအလုပ်တွေရတာမျိုးလေးတွေရှိမယ် အလုပ်တွေလုပ်ချင်တဲ့သူလေးတွေရှိရဆိုရင်ဒါဒီတရင်ကောင်းပေါ့နော်။နောက်တစ်ခုကကျတော့ဒီ holiday ပေါ့နော်ဒီပိတ်ရက်မှာတနည်းရသွားဖြစ်တာမျိုးလေးတွေရှိမယ်။တချို့ marriage ပြီးတာတွေဆိုရင်လည်းဒီအိမ်အောင်ရေးမှာအိမ်အောင်ရေးတာရလာတာမျိုးတွေ unexpected ကိုဝင်ရလာတာမျိုးလေးတွေဒီကိုရှိနိုင်တယ်ပေါ့နော်။နောက်တစ်ခုကဒီ marriage ပြီးတာမဟုတ်ဘူးဆိုရင်လည်းတခုရှိနိုင်တာက marriage proposal ရလာတာမျိုးလေးတွေရှိနိုင်တယ်။ကိုယ့်ရဲ့ဆွေမျိုးတိုင်းဝိုင်းထဲမှာ အာဒါကတော့ major event ဖြစ်နိုင်ချေရှိအောင်ကိုယ့်ရဲ့ဆွေမျိုးတိုင်းဝိုင်းတွေမှာတရရောက်တည်ဆုံးနေဆိုတဲ့တရင်ကြားရတာမျိုးလေးတွေတချို့ဆိုရင်ပြီးခဲ့တဲ့ရက်ပိုင်းလေးမှာရင်ကိုဒီတရင်ကြားထားတာမျိုးတွေရှိနိုင်တယ်ဆိုတာမျိုးတော့ဒီစီဒီမှာ energy ခံစားရတယ်။တတိယမှာဆိုရင်ဒီ October လရဲမှာ dynamic energy တခုကိုခံစားရတယ်ပေါ့နော်။အရန်ကို dynamic ဖြစ်တဲ့ energy မျိုးကိုခံစားရတယ်။ ဒီမှာတောင်နဲ့ပတ်သက်တာတွေတွေ့ရတယ်မောင်မောင်ရှာစတာတို့နော်စတုန်းအေ့ချ်တို့ပီချူတို့နော်မချူပီချူတို့အဲ့လိုမျိုးနေရာတွေနော်တည်ရလူတွေရှိရဆိုရင်တော့အဲ့လိုနေရာတွေနဲ့ပတ်သက်ပြီးတော့အဲ့ဒီနေရာအဆောင်ရှောက်တွေကဆောင်ရှောက်ပြီးနေရာမျိုးတွေရှိနိုင်တယ်ဖီးထွက်လာနိုင်ရေရှိတယ်။နည်းနည်းကြွမယ်ဆိုရင်ဘာသာရေးနဲ့သဆိုင်တဲ့နေရာတွေနော် ဒီ temple temple လိုနေရာမျိုးတွေเนาะအဲ့လိုဘုရားကျောင်းလိုနေရာမျိုးတွေเนาะအဲ့လိုနေရာမျိုးတွေကိုခီးထွားတာမျိုးဘုရားဘုရားဖြစ်တာမျိုးတွေအဲ့လိုမျိုးတွေတွားတာမျိုးတွေဒီ October လထဲမှာရှိနိုင်တယ်ပေါ့เนาะဒါကတော့ပထမဆုံး energy ခံစားမိရတဲ့ဒီ phi 1တမလေးတွေထဲမှာက ကိုယ့်ရဲ့အတန်ကလူတွေကိုအရင်ဆွဲဆောင်မှုရှိရဆိုတဲ့ပုံစံကိုမြင်ရတယ်။ဒီထဲမှာအမှုပညာရှင်လေးတွေပါမယ်လို့လည်းခံစားရတယ်။နောက်ကကိုယ့်ရဲ့အတန်ကလူတိုင်းရပေါ့နော်ကိုယ့်အတန်နောက်ထောင်လိုက်ပြီးဆိုတော့အင်းမင်းတန်ကဆွဲဆောင်မှုရှိရမင်းတန်လေးနောက်ထောင်တော့အီးချမ်းလိုက်တာအဲ့လိုမျိုးချီးကျူးခံရတယ်လို့တော့မြင်ရတယ်ဒီဖိုင်ဝင်သမားလေးတွေကိုပေါ့နော်။ angel number 69တို့နော် angel number 666တို့ angel number 555တို့နော်ဒါမျိုးလေးတွေပေါ့နော်ဖိုင်ဝမ်တမားလေးတွေကဒီကာလမှာ သူရနိုင်ခြေရှိတယ်နော်အများဆုံးသူဖြစ်နေတာမျိုးလေးတွေဖြစ်နိုင်တယ်ပေါ့နော်အမ်တခုရှိတာကဒီ October လထဲမှာ ဖိုင်ဝမ်လေးတွေအနေနဲ့ပေါ့နော်ဟိုဘယ်လိုပြောရမလဲ challenge လေးတချို့ အခုလက်ရှိအခြေအနေမှာရင်ဆိုင်နေရတာရှိရယ်ဆိုရင်ဥပမာတယောက်ယောက်နဲ့ပတ်သက်ပြီးတော့ကိုယ်ကစိတ်အဆင်မပြေဖြစ်နေတာစိတ်ပင်ပန်းနေတာတို့မဟုတ်အခြေအနေတစ်ခုခုနဲ့ပတ်သက်ပြီးတော့စိန်ခေါ်မှုတွေတွေ့ကြုံနေရတာเนาะစေတနာတွေရင်ဆိုင်နေရတာအဲ့လိုမျိုးတွေရှိရယ်ဆိုရင်တော့ဒါလာမယ့်အနာဂတ်မှာပေါ့နော်ကောင်းသောပြောင်းလဲခြင်းလေးတွေရှိလာလိမ့်မယ်ဒီစိန်ခေါ်မှုတွေဒီနေရာတွေကနေပြီးတော့ကိုယ်ကသင်ငန်းစာတွေယူဖြစ်လာလိမ့်မယ်ဒီစိန်ခေါ်မှုတွေကိုကိုယ်အမြင်တစ်မျိုးလေးနဲ့ပြောင်းလဲပြီးကြည့်ဖြစ်လိမ့်မယ်အခုချိန်မှာကိုယ်ကစိန်ခေါ်မှုတွေကိုစိန်ခေါ်မှုတစ်ခုနေ ေနဲ့စေတနာတစ်ခုအနေနဲ့ပဲမြင်နေသေးရဆိုရင်လာမယ့်အနာဂတ်မှာကိုယ်အနေနဲ့ကဒီစင်ခေါ်မှုတွေကနေပြီးတော့သင်ငန်းစာယူမယ်ဆိုတဲ့ပုံစံမျိုးအမြင်လေးရှိလာလိမ့်မယ်ပေါ့နော်အဲ့လိုပုံစံမျိုးလေးတွေဒီမှာမြင်နေကိုယ့်ရဲ့ strength ကိုယ့်ရဲ့ courage တွေ တောက်ပါလာလိမ့်မယ်လာမယ့်အနာဂတ်မှာနာကျင်မှုတွေကနေပြီးတော့အခုချိန်မှာဘိုင်ဝမ်လေးတွေကမိသားစုကြောင့်ဖြစ်စေစိတ်ပင်ပန်းတာနာကျင်မှုတွေရနေတာဆက်ဆံရေးတခုခုကြောင့်ဖြစ်စေအဲ့လိုမျိုးနာကျင်မှုတွေရနေရရှေ့ဆန်တော့မကြမီမှာကိုယ်အနေနဲ့ပေါ့နော်အော်ငါ့ကိုအဆောင်လျှောက်ဒီဘက်ကအဆောင်လျှောက်ပေးနေရပဲငါဘာမှစိတ်ပူဖို့မလိုတော့ဆိုတာမျိုးကိုအဲအင်မတဲကနေတဆင့်တရင်စကားရလာတာမျိုး science တခုခုကနေတဆင့်တရင်စကားရလာတာမျိုးတွေရှိရှိ ဆိုင်ဆိုတာလည်းတချင်းလေးတွေကနေတဆင့်ဟို message တခုခုရသွားတာမျိုးတမဟုတ် angel number တွေကနေတဆင့် message တခုခုရသွားတာမျိုးတော့အဲ့လိုမျိုးလေးတွေဒီမှာရှိနိုင်နေပေါ့နော်ပြောမယ်ဆိုတော့ October လရဲမှာဒီ51တမလေးတွေတော့ကပြောင်းလဲချင်းလေးတွေရှိနေတာမျိုးမြင်နေတချို့ shaman bind ပေါ့နော် shamanic ိုင်း shamanic drum music တို့ပါတော့အဲ့လိုအပိုင်းတွေကိုနားထောင်နေတဲ့သူတွေရှိရလို့ခံစားရတယ်ဒီ pyone တွေချက်ထားတဲ့သူတွေမှာ hillary ပါတယ်လို့လည်းခံစားရတယ်နော်ဟိုတချို့ဆိုလည်းအဲ့လို shaman shamanic ဒီ drum ကိုလေတီးနေရမျိုးတွေမြင်တွေ့နေရတယ် maybe အဲ့လိုသူတွေဒီထဲမှာပါနိုင်တယ် hillary ပါနိုင်တယ် reader တွေပါနိုင်တယ်နော်အဲ့လိုမျိုးလေးတွေဒီမှာဒီစီကတော့တစ်ချက်ခံစားရတယ်ပေါ့နော်ဖိုင်ဝမ်လီရဲ့ energy ကိုနောက်တစ်ခုကဖိုင်ဝမ်လီရဲ့မှာအသက်29 24 23 26အဲ့လိုပဝင်းချင်25အဲ့လိုပဝင်းချင်အသက်ရွယ်လူတွေကိုလည်းတစ်ချဲဒီစီဒီမှာမြင်ရတယ်ပေါ့နော်ဆိုတော့အဲတချို့ဒီမှာဆိုရင် crystal လေးတွေကိုတအားကြိုက်တာမျိုးလေးတွေ crystal လေးတွေကိုစုဆောင်းလာတာကြိုက်တာမျိုးလေးတွေနော်အဲ့လိုသူမျိုးလေးတွေပါတယ်လို့လည်းဒီမှာခန်းစားရတယ်ဒီ October လရဲမှာအခွင့်အလမ်းကောင်းအခွင့်အရေးကောင်းတွေကိုရရှိလိမ့်မယ်ဒီကိုစိတ်ထဲမှာတခုခုသိချင်နေတဲ့မိကုန်းတခုခုရှိရဆိုအဲ့ဒီမိကုန်းရဲ့အဖြေကိုဒီ October လရဲမှာရရှိ လိမ့်မယ်နော်ရရှိလိမ့်မယ်ဒီအောက်တိုဘာလရဲ့မှာကိုနည်းနည်းစမ်းသက်ခံရလိမ့်မယ်တချို့တွေဆိုလေဒီမှာ spider ကိုခဏခဏမြင်ရတာရှိနိုင်တယ် pink ကိုပေါ့နော် pink ကိုရခဏခဏမြင်ရတာရှိတယ်ဒီအောက်တိုဘာလရဲ့မှာကိုယ့်ရဲ့တန်ဘူးနဲ့ပတ်သက်ပြီးတော့ဆန်းသက်ခံရတတ်တယ်။နော်၊ငှက်တွေကိုအိမ်မက်မက်တာ၊နော်၊ပင့်ကူတွေအိမ်မက်မက်တာ၊ဒါမှမဟုတ်ငှက်လေးတွေခဏခဏတွေ့ရတာ။ငှက်လေးတွေမှာအတူတူပြေးကြီးကန်းတော့ပင့်ကူတို့ နော်ဒီကန်တွေတို့ရတာပိန့်ကူတွေတို့ရတာဒါတွေရှိတတ်တယ်ပေါ့နော်ဒီအော်တိုဘရလာရမှာကိုယ့်ရဲ့တန်ဖိုးနဲ့ပတ်သက်ပြီးတော့ဆန်းသက်ခံရတတ်တယ်အဥပမာငါဒီရနဲ့ထိုက်တန်လားမထိုက်တန်ဘူးလားနော်ဒါတွေကိုတတိကျကျတတိကျကျမြင်လာလိမ့်မယ်ကိုယ့်ရဲ့တန်ဖိုးနဲ့မထိုက်တန်တဲ့အရာတွေကိုဒီအော်တိုဘရလာရမှာကိုယ့်ဘဝတွေကနေရှင်းထုတ်ဖြစ်လိမ့်မယ်တချို့ဆိုရင်ဒီမှာတင်နန်းနေတတ်ဖြစ်တာမျိုးတွေ spirituality နဲ့ပတ်သက်တဲ့တင်နန်းနေတတ်ဖြစ်တာမျိုးတွေ inner peace ရဖို့တင်နန်းနေတတ်ဖြစ်တာမျိုးတွေတက်နေတဲ့တင်နန်းကို master level အထိကိုတက်မြောက်တင်ယူဖြစ်တာ ာမျိုးတွေဒါမျိုးတွေဒီအောက်တိုဘာလထဲမှာရှိနိုင်နေပေါ့နော် level 1တက်ထားရဆိုရင် level 2ကိုတက်ဖြစ်တာမျိုးတွေပေါ့နော်အဲ့လိုမျိုးတွေရှိနိုင်နေပြီးတော့ဒီစီဦးနာပြောသလိုမျိုးပဲဒီမှာတောင်ထိပ်တွေနဲ့ပတ်သက်တဲ့ energy တွေတောင်ပေါ်ဒေသတစ်ခုခုကိုခီးထွက်ဖြစ်တာမျိုးနော်အာတောင်တန်းနေရှိတဲ့နေရာတစ်ခုခုကိုခီးထွက်ဖြစ်တာမျိုးတမဟုတ်တောင်ပေါ်ကဖျားတစ်ခုခုတော့ဖူးဖြစ်တာမျိုးအဲ့လိုမျိုးတွေဒီအောက်တိုဘာလထဲမှာရှိနိုင်နေစိတ်ဖြစ်စည်းနေရာတွေစိတ်ပင်ပန်းမှုတွေပြေပြောင်းနိုင်တဲ့အဲ့ဒီနေရာတွေကိုတကယ်လဲသွားတင်နေပေါ့နော်အဲ့ဒါမျိုး energy လေးတွေတွေ့ရတယ်။ကိုယ့်ရဲ့ mind body soul level တွေမှာ deep level cleansing ဖြစ်ဖို့အတွက်အဲ့ဒီနေရာတွေကိုသွားတင်နေဆိုတဲ့ပုံစံမျိုးလေးတွေတွေ့ရတယ်။ Now wherever your circumstances အခုချိန်မှာကိုပေါ်မှာဘယ်လိုမျိုးခြေနေတွေပဲရှိနေပါစေ။ဒီ October လရဲ့မှာကိုကဟို disco battery ကုန်သွားရင်ဒီ battery ကို charge ပြအောင် charge တွင်းသလိုမျိုးပေါ့နော်။ကိုကိုကိုဒီကာလမှာက retreat လုပ်ဖြစ်မယ်။ကိုကိုကိုအာ healing နေလို့ဖြစ်မယ်နော်။အဲ့လိုပုံစံမျိုးလေးတွေကိုဒီမှာတွေ့ရတယ်ပေါ့နော်။ဆိုတော့ yes relax not relax ဖြစ်မဲ့ timing လေးဖြစ်တယ်ဒီအချိန်ဒီ October လာဒီကိုအတွက်ပေါ့နော်အဲ့လိုပုံစံလေးမြင်ရပါတယ်ဒီမှာ เนาะအဲ့လိုပုံစံလေးကြီးမြင်ရတယ်ဆိုတော့အခုလက်ရှိအချိန်မှာစိတ်ပင်ပန်းမှုတွေစိတ်တော်ကရောက်နေရတယ်ရှိရဆိုရင်အောက်တိုဘာလထဲမှာဒီစိတ်ပင်ပန်းမှုတွေစိတ်တော်ကရောက်ခြင်းတွေကနေလွတ်မြောက်နိုင်မယ်ကိုယ်အနေနဲ့ relax relaxation ပေါ့เนาะစိတ်လေးတတောင်တတာရှိလာလိမ့်မယ်ဒီအောက်တိုဘာလထဲမှာပေါ့เนาะအဲ့လိုပုံစံလေးကြီးတော့ဒီမှာမြင်ရတယ်ကိုယ်ကအမှန်တရားတစ်ခုခုသိခြင်းတွေရှိရဆိုရင်လည်းဒီအောက်တိုဘာလထဲမှာ ကိုသိချင်သောအမှန်တရားတစ်ခုကိုသိခွင့်ရလိမ့်မယ်เนาะဆိုတော့ဒါကတော့ဒီစီတွေ့ရတဲ့ phi 1တွေအတွက် message ပါဆိုတော့ဒီစီတို့ phi 2တွေကိုဆက်သွားပါမယ်ရှင်ကျေးဇူးတင်ပါတယ်ဖိုင်မနာထောင်းပေးတဲ့သူတို့ရောက်ချင်းစီရော so phi 2 เนาะ file to လေးတွေကဒီမှာဒီ COD ပုံလေးပေါ့เนาะ tree လေးပေါ့เนาะဒီ tree လေးကိုရွေးထားတယ်တပင်ပုံလေးပေါ့เนาะတပင်ပုံလေးရဲ့ predicate လေးကိုရွေးချက်ထားကြတယ်ဆိုတော့ file to လေးတွေအတွက်ကိုလည်းဒီစီက detail answer လေး detail message လေးတွေပြင်မယ် file to လေးကိုစောင့်ရှောက်ပေးနေတာပါလေ animal spirit တရားရောက်ကစောင့်ရှောက်ပေးနေရဆိုတဲ့ပုံစံမြင်ရတယ်မြေခွေးတို့เนาะခွေးတို့အဲ့လိုမျိုးเนาะအဲ့လိုမျိုး wolf spirit တို့ dark spirit တို့နော်အဲ့လိုမျိုး spirit တွေကဆောင်းလျှောက်ပေးနေရဆိုတဲ့ပုံစံမျိုးမြင်တယ်ပြီးတော့ pie to lady the animal lover လေးတွေများမယ်လို့ခံစားရတယ်တလေးဆန်လေးတွေထစ်တတ်မယ်လို့ခံစားရတယ်အိမ်မှာလည်းအဲကိုမာ pet လေးတွေပေါ့နော်မွေးချတဲ့ pet လေးတွေရှိမယ်တလေးဆန်လေးတွေရှိမယ်လို့သူကဒီမှာခံစားရတယ်ပေါ့နော်အမ်ပြီးတော့ဒီ pie to lady ရဲ့မှာဘလို့မြင်လဲဆိုတော့မိသားစုရဲ့တာဝန်တွေကိုချမ်းဆောင်နေရတဲ့သူတွေမိသားစုဘုရားချစ်တဲ့သူတွေပြီးတော့စတင်ကြပေးနေတဲ့ဆရာဆရာမတွေเนาะ အဲ့လိုမျိုးတွေပါမခံစားရတယ်။ဒါဒီ spiritual နဲ့ပတ်သက်တဲ့သင်ကြားပေးရဆရာဆရာမဖြစ်စေသူမဟုတ်ရင်လည်းဒီစီကိုကျောင်းပညာရေးပိုင်းမှာသင်ပေးနေရဆရာဆရာမတွေဖြစ်စေဒီလိုမျိုးတွေပါမယ်လို့တော့ဒီစီကဒီမှာခံစားရတယ်။ by two လေးတွေကိုပေါ့နော်။ဆိုတော့ by two လေးတွေစိတ်ထဲမှာမိကုန်းတစ်ခုခုရှိရဲ့။အဲ့ဒီမိကုန်းရဲ့အဖြေကိုရှာနေရဲ့။အဲ့ဒီအဖြေကပြင်ပမှာလိုက်ပြီးအဲ့ဒီမိကုန်းရဲ့အဖြေကိုရှာရဲဆိုရင်တော့မတွေ့နိုင်ဘူး။အဲ့ဒီအဖြေကိုပေးနိုင်တဲ့သူကကိုကိုတိုင်းပဲ။ကိုကလေအခုချိန်မှာကိုကိုကိုတန်တရားတွေများနေရဲ။ကိုကိုကိုယုံကြည်မှုတွေမဲ့နေရဲ။အဲ့တော့ကိုသိချင် ဲ့မိခွန်းရဲ့အဖြေကိုမရနေတာမျိုးဖြစ်တယ်။ကိုတွေးကြုံရတဲ့အတွေးကြုံတစ်ခုချင်းစီတိုင်းဒီကိုကိုတစ်ခုမဟုတ်တစ်ခုတင် जा ပေးနေတာတွေပဲ။အဲဒါကြောင့်ကိုကိုကိုယုံကြည်တာလေးလေးကိုသိချင်တဲ့မိခွန်းရဲ့အဖြေကိုကိုကိုရိုင်းကပဲပေးနိုင်လေလေကိုကိုရိုင်းကပဲသိမြင်နိုင်လေလေပဲဖြစ်မယ်။ Maybe ကိုရဲ့ inner voice ကိုရဲ့စိတ်နှလုံးသားကိုရဲ့ intuition ကကိုကိုလမ်းပြပေးတာမျိုးလေးတွေရှိနိုင်တယ်။နော်။အမ်ကိုကပေါ့နော်ကိုမှတမြောက်ထားတဲ့ knowledge တွေကိုလူတွေကိုပြန်မျှဝေချင်တာရှိတယ်ဆိုရင်မျှဝေတဲ့ကိုကမျှဝေတဲ့မတဲ့ပေါ့ ော်နော်ကိုကဒီ teacher ဆိုရဲ land ခုကိုရှောက်တဲ့မရှောက်တဲ့တွေ့ဝင်နေရဆိုရင်တော့ this is a confirmation that you are the teacher နော်ကိုက teacher တယောက်ဖြစ်ပါတယ်အဲဒါကြောင့်ကိုအနေနဲ့ဒီ land ကြောင့်ပုံမှာရှောက်လန်းလို့ရပါတယ်ကိုမာဒီဒီလိုမျိုးစွမ်းရည်တွေဒီလို abilities တွေရှိတဲ့အတွက်ပါကိုစောင့်ရှောက်ပေးနေတဲ့အစောင့်ရှောက်တွေကလည်းရှိတဲ့အတွက်ကိုဒီဒီ land ကြောင့်ပုံမှာအပြေဝါရှောက်လန်းသွားလို့ရပါတယ်နော်ကိုကအခုချိန်မှာဘဝကပြီးတဲ့သင်ခန်းစာတွေအများကြီးလိုယူနေတာဖြစ်တဲ့ဆိုတော့ဒီသင်ခန်းစာတွေကနေ true ကို ိုသည့်လူတွေကိုအများကြီးလမ်းပြပေးလို့ရတယ်။ဒီမှာ twin flame journey ကသူတွေရှိမှလို့လည်းဒီစီကခံစားရတယ်။နော်။ဒီတော့ဒီ see ဆေးဘက်ဆိုင်ရာပိုင်းနဲ့ပတ်သက်တဲ့သူတွေဒီ reader နားထောင်နေတဲ့သူတွေထဲမှာရှိမယ်လို့ခန်းစားရတယ် leader နေရာမှာဥဆောင်နေတဲ့သူတွေเนาะအဲလိုသူမျိုးတွေရှိမယ်လို့ခန်းစားရတယ်ပြီးတော့ကိုယ်မှာကိုယ်ဖွဲ့စည်းထားတဲ့ community တခုခုကိုထောင်ထားတဲ့ page ကိုထောင်ထားတဲ့ group ကိုထောင်ထားတဲ့ channel အဲလိုမျိုးတခုခုရှိမယ်လို့လည်းခန်းစားရတယ်အဲ့တော့လေကိုကအဲ့ channel အဲ့ community မှာလူတွေရဲ့ respect ကိုရရှိနေတဲ့သူဖြစ်တယ်မိသားစုစီကနေကိုကအခုချိန်မှာနားလည်မှုမရအောင်ဆိုရင်လည်းမိသားစုစီကနေပြီးတော့အမြန်ဆုံးတယောက်သူပဲလာတယ်မှာကိုပုံမှန်နားလေ စ်ပြီးလာတာမိသားစုကကိုယ်ပေါ်မှာနားလည်မှုရှိပြီးလာတာကိုကိုတွေ့ရလိမ့်မယ်ဒီမှာရှိရတချို့တွေ workshop တွေဖွင့်ထားတာတွေ social media မှာနာမည်ရပြီးသားသူတွေเนาะအဲ့လိုသူမျိုးတွေရှိရလို့ခံစားရတယ်လူတွေကိုလမ်းပြပေးနေတော့သူတွေများဆိုဒီ fight တို့နားထောင်နေတဲ့သူတွေကမှပါတယ်ဆိုတော့ဒီချက်ပို့ပြီးတော့ဒီ journey ကိုရှောက်လန်းနေတော့ journey ကိုရှောက်လန်းနေတော့လမ်းကြောင်းမှာကိုဒီလူတွေကိုဒီချက်ပို့လမ်းပြပေးနိုင်လိမ့်မယ်ကိုဒီ powerful ဖြစ်တဲ့ role တစ်ခုမှာပေါ့เนาะရှိလာလိမ့်မယ် နော်အဲ့ဒါမျိုးလေးမြင်ပါတယ်ဒီအောက်တိုဘာလရဲ့မှာပေါ့နော်ဆိုတော့ဆက်လက်ပြီးတော့အောက်တိုဘာလရဲ့မှာဘယ်လိုအခြေအနေလေးတွေနဲ့ရင်ဆိုင်ရနိုင်ချေရှိသေးလဲဆိုတော့ဆက်ကြည့်ပါမယ် ဖိုင်ချူနာထောင်ရဲ့ထဲမှာ air sign နဲ့ libra gemini aquarius တိပါမယ်ခန်းစားရဲ water signs cancer scorpio pisces တိပါမယ်လို့ခန်းစားရတယ်နောက်တစ်ခုက aries leo တွေပါမယ်လို့လည်းခန်းစားရတယ်ဒါကဆိုရိကဖြစ်ကြတာအသက်ရွယ်ဖြစ်ဆိုအသက်30အသက်18နှစ်အသက်19နှစ်နောက်အဲ့လိုမျိုးဝင်းချင်လေးပါမယ်လို့ခန်းစားတချို့အသက်26နှစ်အဲ့လိုမျိုးဝင်းချင်ပိုင်းလေးတွေပါမယ်လို့ခန်းစားရတယ်အဲ့တချို့ရဖြစ်ဆို10လပိုင်းတို့10လပိုင်း လို့တမောရှိရက်နေ၁၀ရက်နေ၃ရက်နေ၃လပိုင်းလို့မွေးရတူလေးပါမခံစားရ နော်ဆိုတော့ဒီစီကအဲ့လိုမျိုးတွေခံစားရတယ်။ပိုက်တူးလေးတွေကိုဒီစီဒီမှာပါမြင်ရလဲဆိုတော့ကိုကအခုအချိန်မှာအချိန်ဒီခုခုမှာရှေ့ဆက်တဲ့မတင်ပေါ့နော်။ confirmation တခုခုလိုချင်တယ်ဆိုရင်ဒီမှာရှေ့ဆက်တင်တဲ့ဆိုတဲ့ပုံစံမျိုးပြသထားတယ်။အပြောမယ်ဆိုရင်ဆက်စင်ကြီးတခုကနေ move on တင်သလား။တမမဟိုအလုပ်တခုခုကနေပြီးတော့ move on ပြီးတော့အလုပ်တစ်ခြားတင်သလား။လုံနေတဲ့အလုပ်ကိုလွတ်ပြီးတော့အလုပ်တစ်ခုခုလုပ်တင်သလား။အစသဖြင့်အချိန်ဒီခုခုမှာပြင်မိနေတယ်။ဘာလို့ရမလဲဆိုတဲ့ science တခုခုကို university က တောင်းဆိုထားတာ universe ကိုကျမကို science တစ်ခုခုပြပေးပါဆိုပြီးတော့တောင်းဆိုထားတာကျမဘာလို့တင်တယ်လဲကျမဘယ်လို decision ချတင်တယ်လဲ universe ဒီမှာ maybe တော့တောင်းဆိုထားရရှင်ဒါဒီ confirmation ပဲ today is a confirmation เนาะဆိုတော့ကိုယ်အနေနဲ့ moving forward လုပ်လို့ရပါတယ်ကိုယ်အနေနဲ့လွတ်ချစရာရှိတာကိုလွတ်ချပါအဟောင်းတွေကိုလွတ်ချပါအတ္တတွေကိုမှီဝဲပါဆိုတဲ့ပုံစံမျိုးတွေပြောထားပါတယ်ဟောင်းတွေရဲ့တကားတွေပြပြီးတော့ အစ်စ်အစ်စ်တို့တကားတွေပွင့်မယ်ဆိုတဲ့ပုံစံနေဆိုတော့ကိုယ့်ဘဝထဲမှာပြောင်းလဲခြင်းတွေတော့ရှိလာလိမ့်မယ်အဒီပြောင်းလဲခြင်းတွေတိုင်းမှာကိုကို universe ကဆောင်းရှောက်ပေးနေတဲ့ universal support ကိုအပြည့်ဝရမယ်ဆိုတဲ့ပုံစံရွေးချယ်ချက်တွေပြုလုပ်ဖို့လိုတဲ့အခုချိန်မှာအတိတ်ကိုလှချဖို့လိုတဲ့နော်အတိတ်ကိုလှချဖို့လိုတဲ့အတ္တတစီကိုရှေ့ဆက်ဖို့လိုတဲ့အဲ့လိုပုံစံမျိုးတွေဒီမှာပြသတာတွေရွေးချယ်မှုတွေပြုလုပ်ဖို့လိုရဲဆိုတာမျိုးတွေဒီမှာပြသထားတယ်နော်နောက်ခုကကြတော့ဟို ဒီမှာပါပြောလဲဆိုတော့အခွင့်အလမ်းအခွင့်ကောင်းတက်တည်ကိုပေါ်ရဲကိုရရှိလာဖို့ရှိတယ်ဆိုတာ မြင်ရတယ်။ပြီးတော့တချို့ဒီ fight to lay တွေမှာကရတာဝါနာပါတဲ့သူလေးရှိမှခံစားရတယ်။တချို့လေကရတာဝါနာပါတယ်เนาะမျိုးတဲ့တချင်လေးတွေနားထောင်တာကြိုက်ကြတယ်လို့သူမျိုးလေးပါမယ်လို့ခံစားရတယ်။เนาะအဲ့လို energy လေးတွေမြင်နေ။ mother gaia ကိုယုံကြည်တဲ့သူလေးတွေရှိရလို့ခံစားရတယ်เนาะ mother gaia ကိုယုံကြည်တဲ့သူလေးတွေရှိရလို့ခံစားရတယ်။ဆိုတော့အိုလာမယ့်အနာဂတ်မှာကုသချင်တဲ့မိကွန်းကြီးရဲ့အဖြေရလာလိမ့်မယ်။နောက်ခုကဒီ fight to live ကိုစောင့်ရှောက်ပေး နေတာက ancestor တွေပေါ့နော်တည်ဆုံးသူတွေဘက်ကဆောင်းရှောင်းနေတာမျိုးမြင်တယ်ကိုယ့်ရဲ့ဆွေမျိုးသားချင်းတွေကတည်ဆုံးပြီးသားသူတယောက်ယောက်ကကိုယ့်ကိုဆောင်းရှောက်ပေးနေရဆိုတဲ့ပုံစံမျိုးတွေကိုမြင်ရတယ်ဆိုတော့တစ်ခါ DM မှာကိုကတခုခု message လိုချင်တယ်တခုခု음 provide ပေါ့နော်တယောက်စီက provide လိုချင်တယ်ဆိုရင်အိမ်မထရားနေတဲ့ဆင်တခုကိုတည်ရတာမျိုးတွေเนาะ science တခုမဟုတ်ခုရတာတွေပေါ့เนาะတွေ့ကြုံရတယ်ဆိုတဲ့ပုံစံမျိုးတွေကိုဒီမှာလာပြီးတော့ မြင်ရတယ်ပေါ့နော်ဖိုက်သူသမားလေးတွေအတွက်ကိုအဲ့တော့ပိုက်သူသမားတွေကတဘာဝတရားအိုင်းနဲ့တော်တော်ချိတ်ဆမှုရှိတယ်ဥပမာရေမြေ လေအဲ့လိုမျိုးတက်တည်နေလေ connection မိတယ်လို့တော့ခံစားရတယ်။ဒါပေမဲ့တစ်ခုပဲဒီစီကညီမပြောချင်တာက fight တူးလေးတွေကခုခုဆိုတာအာနာတက်တယ်။အာနာပြီးတော့ကိုပြောလိုက်တဲ့စကားကြောင့်ကြောက်ရောက်နာကျင်သွားမှအဲ့လိုမျိုးကြီးစိုးရိမ်တက်ကြရတယ်ပေါ့နော်။အဲ့ဒီအချိန်လေးတော့ပြင်ရမယ်။အာနာတက်တဲ့အချိန်ကြောင့်ပေါ့နော်။ကိုလှုပ်ချင်တာကြီးမလှုပ်ဖြစ်ပဲနဲ့တဘာသူတွေပျော်ရွှင်စေမဲ့အရာတွေတဘာသူတွေပြုလုပ်ခိုင်းတဲ့အရာတွေအဲ့ဒါတွေကိုပို့ပြီးတော့ပြုလုပ်ဖြစ်တတ်တယ်။ဥပမာပြောရမယ်ဆိုရင်ကိုလှုပ်ချင်တာတစ်ခုကိုမိသားစုကလှုပ်ခိုင်းစီစဉ်တာတစ်ခုအဲ့တော့ကိုကကိုမိသားစုကိုအာနာပြီးတော့ကိုမိသားစုစကားနားထောင်လိုက်တာ မျိုးကိုယ့်ရဲ့ရင်မဲတဲ့တဲ့နောက်မလိုက်ဖြစ်တော့တာမျိုးအဲ့လိုမျိုးတွေရှိတတ်တယ်။အဲ့တော့အဲ့အားနာရဲ့အချင်းလေးကိုတော့ဖိုက်တူးလေးတွေကနည်းနည်းလေးပြင်ဖို့အတွက်လိုအပ်တယ်။နောက်အဲ့လိုမျိုးလေးတစ်ချက်တစ်စီတွေ့ရတယ်။နောက်ဆုံးကဖိုက်တူးလေးတွေကရင်မဲချက်ကြီးတဲ့သူတွေများတယ်။ဒါပေမဲ့ရင်မဲချက်တွေတော့အကြီးကြီးထားတယ်။ဒါပေမဲ့အဲ့လိုကိုကအဲ့လိုကိုမိသားစုတွေကကိုမိသားစုနဲ့ကိုကအမြင်မတူတာမျိုးတွေမြင်တယ်။ဖိုက်တူးလေးရဲ့အမြင်နဲ့ ိုက်ထူးလေးရဲ့မိသားစုရဲ့အမြင်ကမတူဘူး။မတူတဲ့ပုံမှာအဲရှေးအယူရှေးစွဲရဲ့စကားနာထောင်ဖြစ်တာမျိုးတွေပေါ့နော်။ဥမာမိသားစုကရှေးယူစားရရှိမယ်နော်။ရှေးစွဲသူတို့မှာအစွဲတွေရှိမယ်။အဲ့ဒီစကားလုံးတွေကိုနားထောင်ပြီးတော့ပိုက်ထူးလေးတွေသလန်းတိတ်နေရတယ်ဥမြင်တဲ့တစ်ချက်ပေါ့နော်။ဆိုတော့ဒီအဟောင်းတော်ယာရီကိုလွှတ်ချဖို့လိုတယ်။ကိုယ့်ရဲ့တနည်းပြောရမယ်ဆိုရင် you so fly free ပေါ့နော်။တနည်းပြောရမယ်ဆိုရင် let your soul fly free. Go ahead, ဆိုးကိုပေါ့နော်လွတ်လပ်စွာပြန်တန်းခွင့်ပြုလိုက်ပါကိုယ့်ရဲ့ဆိုးကအခုချိန်မှာအရင်ကပိတ်မိနေတဲ့အခြေအနေတွေမှာအကြောင်းအရာတွေမှာမိသားစုရဲ့စကလုံးတွေမှာမိသားစုရဲ့စီးမြင်စည်းကမ်းတွေမှာလူတွေရဲ့အယူဝါဒဓလိထုံးတမ်းတွေမှာပိတ်မိနေရဆိုတော့အဲ့ဒီနေရာတွေကနေရုံးထွက်ဖို့တော်တဲ့နိုင်တော့စူးစားပါနော် let go of always of being လို့ပြောရမှာပဲကိုယ့်ရဲ့လွတ်လပ်မှုကိုရွေးချယ်ဖို့အတွက်လိုအပ်ပါတယ်ဒီမှာတချို့အိမ်မပိုင်တဲ့သူတွေပါတယ်ဆိုတော့လေတစ်ခါတည်းမှာရေရေဝန်းနဲ့ပြောတင်ပြောထိုက်တဲ့စကားလေးတွေကိုပြောနေရာတိုင်းမှာကြောက်နေရမ ျိုးတွေအခုရလလမို့ကိုကိုရိုင်းကပြပင်နေရမျိုးကြီးဖြစ်တတ်တယ်။အကြောင်းအရာလေးတွေသတိထားဖို့တော့လိုပါတယ်เนาะဆိုတော့ high do list တွေကိုသတိပေးချင်တာကတော့ဒီလောက်ပါပဲ။ဒီစီရော now reading လေးတွေမှာတပံပြန်လဲပြီးတော့တွေးဆောင်ကြပါမယ်။ကျေးဇူးတင်ပါတယ်။ဒီစီရဲ့ဒီ reading လေးကိုအဆုံးအထိနားထောင်ပြီးရတဲ့သူတို့တယောက်ချင်းစီကိုအဲ့တော့